သူ့လူကိုသူရအောင်ဘလို့ရအောင်ကယ်ထုတ်မလဲဆိုတော့တယောက်နဲ့တယောက်တော့ချစ်တဲ့စိတ်တယောက်နဲ့တယောက်တကယ်အသက်ပေးပြီးတော့မှကာကွယ်လိုတဲ့စိတ်ကတော်လိုင်းတက်ဖွဲ့တွေမှာဘလောက်ထိရှိလဲဆိုတဲ့ဟာကအဲ့ဒီမှာပေါ်လွင်နေအားလုံးပဲမင်္ဂလာပါမင်္ဂလာပါဆရာကြီးမင်္ဂလာပါဟုတ်ပြောရင်မင်းတို့ကပြောတော့တော်လိုင်းသမားတယ်တဲ့ပြောတော့တော်လိုင်းသမားတယ် ဟိုဟာဗာလဲဘောမဘောမကွန်မန့်ပြောပါတယ်ပြောတော့တော်လိုင်းသမားတဲ့ခေါ်တော့တဲ့စောက်တက်ကပေးတဲ့ယာရူးတွေကိုဒီခေါ်နေတော့အဲ့တော့ဗာလဲဆိုတော့ကျွန်တော်တို့ကဟိုဒီမှာအကြောင်းဆရာဆရာမတွေကျွန်တော်တွေ့လို့ရှိရင်လည်းပဲအာဆရာဆရာမနော်ဒါလဲသူတို့လည်းဒီချက်ကောင်စီရအရင်တော့ဒီဟွာကနေပေးထားခဲ့တဲ့ဒါဟွာလေးပဲပေါ့နော်ပြီးလို့ရှိရင်ဒါကျွန်တော်တို့ အမတ်တွေလွှတ်တော်အမတ်တွေတွေ့လို့ရှိရင်လည်းဒီအိမ်မှာပဲဒါဒါတော့ဘယ်ဘယ်လွှတ်တော်အမတ်ဘယ်ဘယ်မျိုးနယ်ကဘယ်လွှတ်တော်အမတ်ဆိုပြီးရမှာဒါကျွန်တော်တို့ဒီလိုမျိုးတယောက်နဲ့တယောက်မိတ်ဆက်အင်းကနေပါနောက်ပိုင်းကျတော့နှုတ်နှုတ်ကြိုးကုန်ပေါ့နော်ဘယ်အမတ်ဘယ်အမတ်ဆိုပြီးတော့မှပြောလိုက်လို့ရှိရင်မျက်နာမည်နဲ့ဟိုဟာနဲ့လူနဲ့တွဲပြီးတော့မှတခါတည်းတွဲပြီးတော့မြင်စေတာပေါ့နော်မြင်စေတဲ့အကြောင်းအရာကြောင့်ကျွန်တော်တို့အဲ့လိုမျိုးဒီလိုတယောက်နဲ့တယောက်ခေါ်ရင်းကနေမှဒါနှုတ်ကြိုးနေတဲ့ အနေအနေထားမျိုးပေါ့နော်အဲ့တော့ကျွန်တော်တော့တခါဟိုကိုတိုင်းကျော်နဲ့ကျွန်တော်တခါပြောပြတာပေါ့နော်ပြောပြတဲ့အခါကျတော့ဒီလိုခေါ်ရင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဘယ်လိုမျိုးလုပ်ကြမလဲလွယ်ပါတယ်လို့ရှေ့မှာပြည်သူပြည်သူဆိုတဲ့ဟာထဲလိုက်ရပါတယ်လို့ကျွန်တော်တို့ဒါပြည်သူဆရာကြီးပြည်သူပြည်သူဘုံမူဟိုလူရှင်တော်လေလူရှင်တော်ချင်းတူတယ်လေလူရှင်တော်ချင်းတူတယ်ဒါပေမဲ့ဒိန်းအောင်တို့ဟိုငိမ့်ညမ်းတို့ဘာတို့ ਨੇ ဒီဘက်ကကျွန်တော်တို့ဟာငါးကောင်တို့ဥမာကိုအောင်တော်တို့ကိုပေါ့စီတို့ ကိုစိန်သီးတို့နဲ့မတူဘူး။ဟုတ်လူရှင်တော်လို့သူတို့တက်လိုက်လို့ရှင်တယ်ပဲဒါဒီဘက်ကလူရှင်တော်ဟိုဘက်ကလူရှင်တော်ပဲအဲ့တော့ကျွန်တော်တို့ဟိုဘက်ကကျတော့ဘောမလူရှင်တော်ဒီဘက်ကကျတော့ကျွန်တော်ပြည်သူလူရှင်တော်ပေါ့နော်အဲ့အဲ့ဒီလိုပေါ့ဒါကြောင့်မို့လို့ပါအဲ့ဒီခေါ်တဲ့ဟာလေးနဲ့ပတ်သက်ပြီးတော့မှလည်းနည်းနည်းလေးဟိုဟာတချို့လဲမြင်နေကြတဲ့ခါကျတော့ဒါလှင်းသိမ့်တယ်လို့ရှင်းရှင်းပြရတာပေါ့နော်အဲ့တော့ဒါဒီနေ့ကတော့2025ခုနှစ်အော်တိုဘာလ16ရက်နေ့ပေါ့နော်မထုံးတဲ့နိုင်ပေါ့ မနှောဆက်ဆက်မနှဲဆောဆောပေါ့မနှဲဆောဆောကျွန်တော်တို့မနှဲဆောဆောမှာဝန်သားတရားတည်ရင်နေရှိသလိုကျွန်တော်တို့ဝန်နေတရားတည်ရင်နေလည်းရှိရပေါ့နော်ဝန်နေတရားတည်ရင်နေပတ်သက်ပြီးတော့မှဒါအဲကျွန်တော်တို့ပထမဆုံးဒါနိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်တဲ့ကျွန်တော်တို့လူတုခေါင်းဆောင်ဒါအမေစုနဲ့ပတ်သက်တဲ့တည်ရင်လေးတစ်ခုဆိုင်ပြောပြပေးပါဟုတ်ဟုတ်ဒါအမေတော်ဆန်းစွတ်ကြည်ကိုလွတ်ပေးဖို့ပေါ့နော်နောက်တစ်ခုကမေတော်ဆက်စွတ်ကြည်ရဲ့တာကေအေရီကတ်ဒေါင်းဆိုတာပေါ့နော်ရှေ့မှာလည်းတော့တရုတ်နိုင်ငံကို ကိုတောင်းဆိုပြီးခုတာစစ်တပ်ဘက်ကိုလည်းဒါထပ်ပြီးတော့အမေတော်ဆန်းစုကြည်နဲ့စကားပြောခွင့်ပေးဖို့နောက်တစ်ခါအမေတော်ဆန်းစုကြည်ကျမကြီးစိုးရိမ်နေရတဲ့အတွက်စေကူတာခွင့်ပေးဖို့ဒါမျိုးတွေတောင်းဆိုတာပေါ့နော်တောင်းဆိုတဲ့အချိန်မှာပဲစစ်တပ်ကဒါလုံးဝဟိုအကြောင်းမပြန်တဲ့ပုံစံမျိုးပေါ့ဒါအဲ့ဒါမျိုးသွားတွေ့ရတာပေါ့ဟုတ်ဟုတ်အဲ့တော့ကျွန်တော်တို့နိုင်ငံမှာမြေတီထောင်မဆိုးပေါ့နော်ဟုတ်မြေတီထောင်မဆိုး ဒါကျွန်တော်တို့ပြည်တံကြခံနေရတဲ့လူပေါ့နော်မတရားဆွဆွဲခံရလို့ပဲဖြစ်ဖြစ်ဘာကြောင့်ပဲဖြစ်ဖြစ်အကြောင်းအရာတစ်ခုခုကြောင့်ကျွန်တော်တို့ပြည်တံကြခံနေရတဲ့လူတွေကထောင်ဝင်တာဆိုတော့အကြောင်းအရာလေးတော့ရှိရမယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ ရှိတယ်နေ့စဉ်တောက်နေတဲ့ဆီကတော့ဘယ်လိုရှိရအဲ့တော့ထောင်ဝင်သားကအဲ3လောက်ကိုတစ်ချိန်တွေ့ရမယ်ဒါမှမဟုတ်2လောက်ကိုတစ်ချိန်တွေ့ရမယ်ဆိုလို့ရှိရင်ငါတို့ဒီ2လအတော်တွေမှာငါဆေးတော့တောက်ရမယ်ဆိုကို့စ်ကတော့ဘယ်လိုရှိရဘဏကတ်ကုန်မယ်ဗာဆေးကတော့ဘဏကတ်ကုန်မယ်ဆိုတဲ့ဟာကတော့ချိန်မိသားစုနဲ့ကတော့ဒါပြောခွင့်ပေးတင်တယ်လို့ထင်တယ်ပေါ့နော်မိမိတို့ဝင်ရုံမာစေကမူကျွန်တော်တို့ ပြည်သူလူထုနဲ့တွဲဆောင်ဝေးပေးပါမိစုနဲ့ပြည်သူနဲ့တွဲဆောင်ဝေးပေးပါမိစုနဲ့ NUG နဲ့တွဲဆောင်ဝေးပေးပါလို့တောင်းဆိုတာမှမဟုတ်တာသူမွေးထားတဲ့သားကသူ့အမိနဲ့တွေ့ကျင်ပါတယ်လို့ပြောတာဘလောက်မင်းတို့ချေကောင်စီရကောင်နေဘလောက်ထိအောင်တော့ဝိကလိုက်မလဲဆိုတဲ့ဟာပေါ့နော်ပြောတော့ဗုဒ္ဓဘာသာနော်ပြောတော့ဗုဒ္ဓဘာသာဟိုဆောက်ကြီးဆောက်ကြီးရှောက်ပြောဗုဒ္ဓဘာသာဘလို့ဖြစ်တယ်ညာလို့ဖြစ်တယ် နော်တည်လိုက်ရဖရာဆိုတော့ဟိုမှာကဘာမှာအကြီးဆုံးတော့စမိုင်းလင်းဗုဒ္ဓတို့ဘာတို့ဒါဖရာပြုံးတယ်တို့ဘာတို့အဲ့ထောက်ယူတွေပြောတဲ့ဟာလဲယုံတိရဖရာကဘရောမှာပါဇက်ကပြုံးတယ်ဆိုတော့မရှိခဲ့ဘူးပြုံးတယ်ဆိုတော့ရောင်ရီတော်60ကွန်ပျူတာဒါကြောင့်မို့လို့ပြုံးတာကိုပြုံးဖရာမဲဆော်ဖရာပြုံးတော်မူတာကိုနောက်ကနေပြီးတော့မှလိုက်တဲ့ညီတော်အနန္ဒာကမြင်ရတယ်ဘာလို့မြင်ရပြုံးနိုင် နောက်ကလူဘလို့နောက်ကဘလို့သိမှာဟုတ်တယ်ဗျရောင်ရီတော်60တူက ကွန်ပြူလိုက်တာပြုံးပြုံးတဲ့ချိန်မှာ तू ကအဓိကက तू သဘောကျတဲ့အရာတစ်ခုတွေးလို့ရှိရင် तू ကနှုတ်ကနေပြီးတော့ဟာဟီးဟီးဆိုပြီးတော့မှကျွန်တော်တို့လူတွေလိုပုထုဇဉ်တွေလိုဒီလိုမျိုးရည်ရရည်တဲ့အစင်တန်မဟုတ်တော့ဘူးတို့ကဒါတကယ်နိဗ္ဗာန်ရောက်မဲ့ပုံပေါ်တွေဆိုတာက ပြုံးနေဆိုတာဒီလိုမျိုးဟိုကဖြစ်ပြီးတော့မှသွားရီပေါ်အောင်လည်းမပြုံးဘူးပေါ့နော်။ရောင်ရော60ကွန်ပျူတာအဲ့ဒါကိုဒါပြုံးနေတဲ့ဖရားသလိုငါတို့စီမှာတဆူပဲရှိတယ်လို့ပါတော့ဒီကစမိုင်းလင်းဗုဒ္ဓတွေပေါ့ဒီဆာမဆာမဒပေမဒပေါ့နော်ဆာမဒပေမဒဆိုတော့ဗုဒ္ဓကဘလိုမျိုးဟိုကဖြစ်တယ်ဆိုတော့ကျွန်တော်လည်းတက်တယ်လို့မဆိုလိုပါဘူး။ဒါပေမဲ့ဒီဟာကိုဆိုလို့ရှိရင်ဒါဖရားကဒီလိုမျိုးဟိုကဖြစ်တာလားနော်ဖရားကတကယ်သရုံးကြီးနဲ့နေတာလား ဟုတ်လားလူတွေတီးကျင်တဲ့ဟာတွေတကယ်ဘုံကြီးတွေကိုပြန်ပြီးတော့မှတကယ်သာသနာမှာဟွာဖြစ်တဲ့ဘုံကြီးတွေကိုပြန်ပြီးတော့မေးရတာတွေရှိတယ်လေဖះတကယ်အခုတို့ဖះဇရုံးကြီးနဲ့ပဲဟိုအမြဲတမ်းရုပ်ထုတွေမှာဇရုံးကြီးနဲ့တွေ့တွေ့နေတော့ဖះတကယ်ဇရုံးကြီးနဲ့နေတာလားဇပင်ကဘလောက်ထားတာလဲဆိုတဲ့ဟာတွေပေါ့နော်အဲအဲ့လိုတင်ငန်းကိုဘလို့ယုံတာလဲလို့ တပိတ်ကဘလို့ဟွာဖြစ်တာလဲလို့ဒီလိုမျိုးတွေပေါ့နော်အဲ့ဒီဟာတွေကျွန်တော်တို့တွေကပြန်ပြီးတော့မှမသိတဲ့ဟာတွေသိတဲ့လူတွေကိုပြန်မေးလို့ရတယ်ပေါ့နော်ဒါပေမဲ့အဲ့လိုမျိုးရှောက်ပြီးတော့မှပေါ်တဂီယားရှောက်ပြောပြီးတော့မှဟုတ်လားဟိုအမေစုလက်ထက်တုန်းကလည်းဟိုအမေစုတွားပြီးတော့မှဟွာဖြစ်တဲ့အချိန်မှာဒါဘိုးကျောင်းအဆန်းအောင်ဆန်းမတည်သေးဘူးဆိုတာကိုဒါငါပြောလို့ရတယ်ဗောနော်ဒီတီတကူကတော့ပြောတာလေအောင်ဆန်းမတည်သေးဘူးဘာကြောင့်မတည်သေးဘူးလဲဆိုရင်ငါဒီမှာ အဲ့ဒါဟိုဒေါန်ဆန်းစုကြီးကိုလက်ညှိုးထိုးပြလို့ရတယ်ဆိုတော့ဟာမျိုးတွေလည်းပြောပြီးတော့မှသိရလူအဓိကကဟိုဘယ်လိုပြောရမလဲအလုံးမလုံးချင်းလို့ဟိုလှုပ်ရှားကင်စားရတာဟိုကဖြစ်လို့သိရတော့ဘုံကြီးလှုပ်ရှားနေတဲ့ခေါင်းတွေဟာမျိုးတွေကိုရှောက်ယုံနေတဲ့ဗုဒ္ဓဘာသာပဲမင်းတို့ဗုဒ္ဓဘာသာဆိုမယိုးဖလားဗုဒ္ဓဘာသာပေါ့နော်ကိုယ့်အကိုဗုဒ္ဓဘာသာကိုယုံကြည်တတ်ဝင်မှုရှိလို့လှုပ်တဲ့ခေါင်းတွေမဟုတ်ဘူးဆိုတာသိတာတယ်ပေါ့နော်ဝိဘလောက်ထိဝိလိုက်မလဲဆိုတဲ့ဟာကိုအဖေနဲ့ဟိုမှာ အဖေမရှိတော့တဲ့ဟိုဟာကိုတားတယောက်ကိုဒါအမေတယောက်ပဲရှိတော့တဲ့ဟာကိုအမေနဲ့တွေ့ဆုံဝင်ပေးဖို့တောင်းဆိုတဲ့ဟာကြံတဲ့ဟာကြီးလွတ်ပေးဖို့ဆိုတာဆရာကြီးထားလိုက်အောင်လွတ်ပေးဖို့ဆိုတာဒါကျွန်တော်မဖြစ်နိုင်တဲ့အကြောင်းအရာတစ်ခုလွတ်လည်းပေးမှာမဟုတ်ဘူးကျွန်တော်တို့ဒါတောင်းဆိုတဲ့ဟာအကြောင်းမရှိသေးဘူးဒါပေမဲ့တွေ့ဆုံဝင်စကားပြောဝင်ပြီးလို့ရှိရင်ရပ်ဖန်ရန်ကလိုအပ်တဲ့ဆေးရုံမှာကျမ်းမာရေးအတွက်ဆေးကုသခွင့်ဒါမှမဟုတ်လို့ရှိရင်အဲ့ဒီ ဆေးကုသခွင့်အတွက်လိုအပ်တဲ့ဆရာဝန်ခေါ်ပေးတာတို့ဆောင်းနာပြောထောင်ဝင်သာတွေ့တဲ့အချိန်မှာဟုတ်တဲ့သားကြီးဘလစ်ဘယ်ဆရာဝန်တော့ခေါ်ပြီးတော့အမေကိုကုပေးတယ်ဘလို့ဆေးဝါးတွေဟိုဖြစ်တယ်အဲ့တော့အားစေးဖြစ်ဘာလိုတယ်ညာလိုတယ်ဆောင်းနာကျွန်တော်ပြောခဲ့လို့ပဲပြန်ပြီးတော့တကယ်စဉ်းစားကြည့်လို့ရှိရင်မင်းတို့ లై မဲ့ဝိကတော့တေးသေးသေးသေးမွားမွားလေးမဟုတ်ဘူးတကယ်အကြီးဝင်လိုက်မယ်ဆိုတဲ့ဟာလေးပြောချင်တာပေါ့နော်ဟုတ်ဒါစစ်ကောင်းဆောင်တွေကမကြခင်ပဲ ဒါပြန်ပြီးတော့ဝစ်လိုက်မှာပေါ့နော်ဒါမေဒေါန်ဆန်းဆွကြည်ဆိုတာလည်းအသက်80ကျော်နေအဖွားအိုရွယ်အိုမှဒီကောင်နဲ့အခုဒီကိုရုပ်မာနေတော့ဆိုတော့သွားတွေ့ရတာပေါ့အဲနောက်တစ်ခုကကျွန်တော်တို့ဒါလည်းစိတ်မကောင်းစရာတည်တယ်မဟုတ်ဘူးကထိုင်းနိုင်ငံမှာဟာချိန်မှာတရားဝင်ဟိုလက်မှတ်ပေါ့နော်ဗတ်ရဖို့အတွက်စောင့်ဆိုင်းနေတဲ့မြန်မာလူငယ်132ဦးကိုဒါထိုင်းအနာပိုင်နေရနေမှာဟိုဖမ်းဆီးတယ်လို့လည်းဟိုတရင်တွေ့ရတယ်ပေါ့နော်အဲ့ဒီအဲ့ဒီလိုဖမ်းဆီးတာလဲပထမဟို သတင်းကြားနေတာတော့ဒါမြန်မာပွဲစားအချင်းချင်းတာဟာဇာတာမဖြစ်မှုကြောင့်တိုင်ပြီးတော့မှဖမ်းခိုင်းလို့ပေါ့နော်လာဖမ်းတဲ့ရဲကလည်းဖမ်းတာတော့မဖမ်းချင်ဘူးပေါ့ဘုံကနေရအတိအကျနဲ့ပြောတဲ့အတွက်တိုင်တဲ့အတွက်ကြောင့်ဖမ်းရတယ်ဆိုတဲ့ဥစ္စာကိုလည်းဟိုသိရတယ်ပေါ့နော်နောက်တစ်ခုကကျွန်တော်တို့ဒီမြန်မာနိုင်ငံအတွင်းထဲကနေဒီမှာခုနစစ်ဘေးရှောင်းတာတို့ဟိုမိမိဘဝတိုးတက်ရေးအတွက်ဒါအလောက်ကြီးလောက်ဖို့အတွက်အဲမြန်မာနိုင်ငံမှာရှိတဲ့ ပစ္စည်းရောင်းချပြီးတော့ဗောနော်တချို့ဆိုလဲအကျွေးပေါ့အကျွေးယူပြီးတော့မှဒါအလောက်ကန်ရဖို့အတွက်စောင့်ဆိုင်းနေတဲ့လူငယ်တွေသွားပြီးအဖမ်းခံရတာဗောနော်ဖမ်းခံရတော့လဲဒီကဲကိုစိတ်မကောင်းဖြစ်ရတယ်နောက်တစ်ခုကဖမ်းပြီးလို့ရှိရင်လဲဒီမှာထိုင်းနိုင်ငံမှာအရေးယူခံအောင်ပါဟိုခုနလိုတလာခွဲလောက်ဖြစ်ဖြစ်အရေးယူဟိုပါချုပ်ထဲထဲထဲပြီးတော့မှတခါမြန်မာနိုင်ငံကိုပြန်ပြီးတော့စစ်ကောင်စီလက်ထဲပြန်အပ်တာပေါ့ဒီမှာတော့ဟိုတွန်တယ်လို့ ခေါ်တာပေါ့နော်အဲ့ဒါမျိုးတွေကြော့လာတဲ့ကျွန်တော်တို့စိတ်မကောင်းအောင်စိတ်မကောင်းဖြစ်ဒီဖြစ်မိတယ်ဗောနော်ဟုတ်ဒါနဲ့ပတ်သက်ပြီးတော့လဲဟောဗောကျွန်တော်တို့အမြဲတမ်းပြောတယ်ဗောနော်ခင်ဗျားတို့ကတန်တရားလဲနေတယ်စိတ်မှုမထမ်းရင်လို့ပြေးတယ်ပြီးတော့ဘယ်လိုပြေးလဲဆိုတော့ကိုမတိကိုမလျှောက်တက်တဲ့လမ်းမရောက်ဘူးတဲ့နိုင်ငံကိုမေးမြန်းပြီးတော့မှဘယ်လိုလုံးတင်လဲကျွန်တော်ပြောတယ်အဆုလိုက်အပြုံလိုက်ဘယ်တော့မှမလာနဲ့ အစူလိုက်အပြုံလိုက်လာလို့ရအောင်ဒါအလူအိမ်မဟုတ်ဘူးဟုတ်တယ်မလားဒီကိုဟိုဟာဖြစ်ပြီးတော့မှထိုင်းနိုင်ငံကိုလာပြီးတော့မှအယောက်100ကျော်လို့20ကျော်လို့30ကျော်လို့တိရဖျားပွဲလဲဆိုလူလူတိုင်းနဲ့လာတယ်လူတိုင်းနဲ့လာပြီးတော့မှအဲ့မှာတော်ရီတောင်တွေဖြတ်ပြီးတော့မှဟာဟိုဟာဖြစ်တယ်တော်ရီတောင်တွေဖြတ်လဲပဲဒီမှာကသူ့တက်တို့သူ့ရဲတို့ကအကုန်လုံး သတင်းပလင်းအကုန်လုံးရပြီးသားကျွန်တော်တို့ဇီယောက်ကောင်တွေလို့ဟိုပတ်စံတောင်းဖို့ဟွာဖြစ်ဖို့ရရကောက်ပြီးတော့နောက်ပြေဖို့ရဲလုံနေတာမဟုတ်ဘူးဒီအဖွဲ့တွေကနော်အဲ့လိုမျိုးတော့ရှိတယ်အဲ့တော့တို့သတင်းပလင်းအကုန်ရတယ်ရတဲ့ခါကျတော့ချက်ချင်းတို့ဆွတ်စီလိုက်တာနဲ့ဘာဖြစ်လဲဆိုတော့ဆရာကြီးပြောလို့ဖန်းခံရအောင်ဖန်းခံရတော့ဒါပြစ်မှုကျူးလွန်ဓာရီဘာတွေနဲ့ဆက်ဆက်ပြီးတော့မှသူကထောင်းထောင်းနဲ့ထည့်ထည့်တယ်ထောင်းနဲ့မထည့်ရင်ဘာလုပ်လဲညီမပြီးပြန်ပို့တယ် မြန်မာပြည်ကလာဆိုပြီးတော့မှကျွန်တော်တို့ဟိုကြက်ပေါက်လေးတွေကိုဟိုကလှုပ်သလိုပဲဟိုရွေးသလိုပဲအထီးလာအမလာနော်ဒါဟိုရောင်းတန်းဝင်နေကြက်လာရောင်းတန်းဝင်နေကြက်လာစစ်မှုထမ်းလို့ရလားစစ်မှုထမ်းလို့မရဘူးလားဆိုတဲ့ဟာရွေးလဲရွေးပြီးတော့ဝုန်းဆိုစစ်မှုထမ်းနဲ့ပို့လိုက်တော့နောက်ဆုံးဘယ်ကိုပြန်ရောက်ပါလဲဒီမှာတန်တရားကြီးလဲပြီးတော့ပဆန့်ကုန်ပြီးတော့မှဟိုဟာပြန်ရောက်သွားတယ်စစ်တပ်ထဲပဲပြန်ရောက်သွားတယ်ပေါ့နော်အဲ့တော့ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒါတယောက်ကိုတိမ့် 80လောက်ပေးရတယ်ဗောနော်သိန်း80လောက်ပေးရတယ်အဲ့ဒီကသူတို့လောက်တာကဘယ်လိုလဲဆိုတော့ကျွန်တော်တို့မြန်မာပြည်မှာ passport အလွတ်ရိုက်လိုက်တယ်ရိုက်ပြီးတော့မှတရားကျွန်တော်တို့တရားတို့ဘာတို့လေရင်တို့ဘာတို့ねမလာတော့ဘူးမလာတော့ဘဲね passport အလွတ်ကိုကင်ပြီးတော့မှထိုင်းနိုင်ငံတွေကိုခိုးဝင်လိုက်တယ်ခိုးဝင်ပြီးတော့ခိုးဝင်တဲ့အချိန်မှာအဲ့ဒီ passport ကအဝင်တုံးနေအထွက်တုံးနေထုမထားဘူးထုမထားတဲ့ခါကျတော့ passport ကအလွတ်ကြီးအလွတ်ဖြစ်နေတဲ့ခါကျတော့ဒီနိုင်ငံတွေကိုရောက်ထိုင်းနိုင်ငံတွေကိုရောက်တဲ့ခါကျတော့ तू ကဘာလုပ်ရမလဲဆိုတော့ထိုင်းနိုင်ငံရဲ့တရားဝင်အထောက်အထားတစ်ခုခုလုပ်ရတယ် ဲ့တော့ပိုင်းအောင်ကခေါ်တဲ့ဘတ်ပေါ့ဘတ်လောက်ရတယ်အဲ့ဒီဘတ်ကိုဘတ်လောက်ပြီးွားတဲ့အခါကျမှ तू က passport ရဲ့ကိုထည့်လိုက်တော့မှ तू ကအဝင်တုံးသဘောမျိုး ဖြစ်ပြီးတော့မှထိုင်းနိုင်ငံထဲမှာနေလို့ရပြီအလုပ်လုပ်လို့ရပြီဆိုတဲ့ဟာဖြစ်တာပေါ့အဲ့တော့ဒီရက်လည်းအခုဘတ်ကလည်းရဲအကန့်အသတ်မရှိရွှေဆိုင်လိုက်တယ်ဆိုတော့ညောကြားချက်ထုတ်ထားတဲ့အခါကျတော့ passport အလူကြီးကင်လာတဲ့လူကဒုက္ခရောက်ပေါ့အဲ့တော့ဝင်ဖမ်းတော့ ပတ်စပို့အလွတ်ပဲရှိတော့မင်းတို့တရားဝင်ဝင်လာတာမဟုတ်ဘူးဆိုပြီးတော့မှအဖမ်းခံရတာပေါ့နော်အဲ့တော့ကျွန်တော်တို့အစုလိုက်ပြုံလိုက်မလာကြပါနဲ့ပွဲသားလည်းမယုံကြပါနဲ့ပေါ့နော်အဲ့တော့ဟိုအစုလိုက်ပြုံလိုက်လာအောင်ကျွန်တော်ပထမပိုင်းပြောခဲ့လို့ပဲဒါဖျားပွဲလည်းမဟုတ်ဘူးအလှူအိမ်လည်းမဟုတ်ဘူးပေါ့နော်အစုလိုက်ပြုံလိုက်ကြီးလာပြီးဆန္ဒပြနေရလည်းမဟုတ်ဘူးအစုလိုက်ပြုံလိုက်လာပြီးတော့မှကျွန်တော်တို့ဒုက္ခများစွာရောက်ကြတဲ့ပြည်သူတွေကကျွန်တော်တို့ရန်နောင်းကောတောင်းကနေပြန်ပို့တာဆိုလို့ရှိရင်ကျွန်တော်တို့အချိန်ကြီးမနှဲတော့ဘူးပေါ့နော်အဲ့ဒီမှာစစ်မှုထမ်းတွေကိုပာသွားတဲ့ဟာတွေနဲ့ပတ်သက်ပြီးတော့လေလူငယ်တွေအနေနဲ့ကျွန်တော်တို့ ဒီဘက်ကလူကန်နေနဲ့တချို့လူကန်နေနဲ့ချိတ်ဆက်ပါကျွန်တော်တို့ပြောတာတချို့လူကန်နေနဲ့ချိတ်ဆက်ပါချိတ်ဆက်ပြီးတော့တော်လိုင်းတက်ဖွဲ့ရှိရအောင်အရင်ဆုံးတွားပါတွားပြီးတော့မှတဆင်းတဆင်းတဆင်းနဲ့ကျွန်တော်တို့ဒါလိုဟာဖြစ်လို့ရတယ်ဗောနော်စစ်မှုတန်းရှောင်းရင်းနေဆိုလို့ရှိရင်အဲ့ဒီနီးလန်းနဲ့ရှောင်းပါမဟုတ်ဘဲနဲ့အာအစုလိုက်ပြုံလိုက်ကြီးလာလူ90လောက်60လောက်ကြီးလာဖမ်းပြီးပြန်ပြီး90 60စစ်ကောင်စီကကြိုက်တယ်လေအပြန်ရောက်တာနဲ့ ပြန်လွှတ်ရင်လည်းပဲပတ်စံတော့အနည်းဆုံးတော့ပေးရအောင်ပါပဲဗောနော်အဲ့တော့မီးရနှစ်ခါသုံးခါတည်းမဟုတ်ဘူးမီးရအခါခါနာတဲ့အဖြစ်မျိုးတွေဖြစ်ရတဲ့အတွက်ကျွန်တော်ပြည်သူလူထုအနေနဲ့လည်းစစ်မှုထမ်းရှောင်ကြီးကိုလည်းကျွန်တော်တို့ရှောင်တဲ့နီလန်းလေးလိုပါသေးတယ်ဗျာနော်ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်လည်းအမြဲတမ်းရှာလဲပြားပါပြီအတံမာလဲတက်ပါပြီဗောနော်ရှင်းပြတာလဲဒါနဲ့ပတ်သက်ပြီးတော့နည်းနည်းဟိုလေးလာစုံလန်းပြီးပါပဲလှုပ်စေခြင်းနဲ့ဆိုတာလေးပြောခြင်းတာဗောဟုတ်ဟုတ်ဒါနောက်တစ်ခုကလည်းစိတ်မကောင်းစရာတရေပဲဗောနော်နောက်တစ်ခု အဲ့တော့ကျွန်တော်တို့စကိုင်းတိုင်းကမ်ဘလူမြို့နယ်မှာရှိတဲ့ဒါစစ်တပ်နဲ့ပြူစောထီးကနေဒီမှာအဲခီးသွားတဲ့ဟိုပေါ့စနီးမောင်နှံလေမယားနေရာကိုဖမ်းတယ်ဖမ်းပြီးတော့မှခုနအမျိုးသမီးဟိုတော့ဘုံကအာဓမပြုတ်ကျင်ပြီးတော့အမျိုးသားဆိုရင်လည်းနှိမ့်ဆက်ထားတာဗောနော်ဓာတ်ပုံတွေကြီးလိုက်မယ်ဆိုရင်ခုနအမျိုးသားဆိုရင်ကြောကုန်းမှာညုံမဲတွေဆွဲပြီးခေါင်းတွေနောက်စီတွေဆိုလည်းပေါ့ဗောနော်အဲ့ဟိုဒီလေမယားကဘယ်ဟိုသွားတာလဲဆိုကထိန်ခင်းဖို့ဒါကောင်းမှုကုသလုပ်ဖို့သွားတာသွားတဲ့အချိန်မှာပဲသူတို့မှပါတဲ့ လက်ဝဲရတနာပေါ့ခုနလိုနကတ်တို့ဆွဲကျိုးတို့လက်ကောက်တို့ပေါ့နော်အကုန်လုံးဖြုတ်တယ်ဖြုတ်ယူပြီးတော့မှပတ်စံဒါငွေသားခုနှစ်သိန်းပေါ့ရွှေရလည်း၃ချက်သားအဲနောက်တစ်ခုကဖုံး၃လုံးအဲဒါမျိုးတွေကိုပြူစောထင်းတဲ့စစ်ထက်ကနေမှလူယူပြီးတော့မှဒါအမျိုးသမီးကိုလည်းဒါအတင်းအဓမ္မပေါ့နော်မတိုင်းကျင့်ပြီးတော့မှတက်ဖြတ်ပြီးတော့အမျိုးသားကိုနှိပ်စက်ထားတာဒါကံကောင်းစွာနဲ့ပဲအမျိုးသားလွတ်မြောက်ပြီးတော့ ကျွန်တော်တို့တော်လိုင်းရေးတက်ခွဲတွေရှိရောက်သွားလို့ပေါ့နော်တတော်ဒါလည်းစိတ်မကောင်းစရာတရင်တစ်ခုပဲဆိုတော့တွေ့ရတာပေါ့ဟုတ်ဒါနဲ့ပတ်သက်လို့ဒီနေ့ပြောရတာစိတ်မကောင်းစရာလေးကြီးပဲတောက်လျှောက်ဖြစ်နေတယ်ပေါ့နော်စိတ်မကောင်းစရာဒါဆိုလို့ရှိရင်လည်းကျွန်တော်တို့စစ်ကောင်စီကဒါမနေ့ကဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒါမင်းကုန်းဘက်မှာဆိုလို့ရှိရင်ဒါဟိုကျွန်တော်တို့တော်လိုင်းတက်ဖွဲ့တိုက်လိုက်တယ်တိုက်လိုက်တဲ့အခါကျတော့ဒီကောင်လေးဖျော်ဖျက်ဖြစ်တော့ဘာလို့လဲပြည်သူလူထုရဲ့ဆိုင်ကယ်တွေဆွဲပြီး ယူပြီးထွက်ပြီးကားတွေယူပြီးထွက်ပြီးဒီလိုမျိုးလုပ်တယ်အဲ့တော့ဟိုအခင်ကြီးပြောခဲ့တဲ့ဇကားကိုပဲတွားပြီးတော့မှကျွန်တော်ကတစ်ခါတစ်ခါဇကားပြောဖို့အတွက်ကကျွန်တော်ခွေးဟောင်းတာပဲတော်တော်သတိရတယ်ဗောနော်ခွေးဟောင်းတာပဲတော်တော်သတိရတယ်ခင်ကြီးကဘယ်လိုဟောင်းထားလဲဆိုတော့ဟိုငါနဲ့မတူငါရန်သူဆိုတော့ကိစ္စတွေဆိုတော့ငါနဲ့မတူငါရန်သူဆိုတော့ခင်ဗျားတို့စစ်ကောင်စီကဆက်လုပ်ခဲ့တာနော်ငါနဲ့မတူတို့လမ်းပေါ်ထွက်လာတဲ့ပြည်သူလူထုကိုတော်ရဲရောက်အောင်လို့ တတိုင်းတိုင်းပြစ်ပြီးတော့မှတော်တယ်ကိုပို့ဆောင်ခဲ့တာလေခမားတို့ပဲငါတဲ့မလူငါရန်သူလောက်ခဲ့တာဗောနော်အဲ့တော့ပြည်သူကငါတို့လမ်းပေါ်လက်နဲ့မဲ့ပြီးထွက်တဲ့ဟာကိုတတိုင်းတိုင်းပြစ်ခံနေရပြီးငါတို့မတက်နိုင်တော့တော်တယ်သွားပြီးလက်နဲ့ကင်ပြီးတော့မှငါတို့မျိုးပေါ်ပြန်ရအောင်ကြိုးစားမယ်ဆိုရင်ကနေတော်လှန်ရေးရဆခဲ့တာနော်အဲ့ဒီဟာနဲ့ပတ်သက်ပြီးတော့ဒါငါတဲ့မလူငါရန်သူဆိုတာခမားတို့လောက်ခဲ့တာအဲ့တော့အခုလဲကြည့်လင်မယားနှစ်ယောက်ကိုဒါဟိုခစ်သစ်မီဒီယာမှာဆိုတင်ထားပါတယ် ဓာတ်ပုံတွေတော့ကြည့်ကြည့်အညိုမိုက်မျက်လုံးတစ်လုံးပိတ်ပြီးတော့မှထိုးကျိတ်ရိုက်နှက်ထတာပေါ့နော်အဲ့တော့ပြည်သူလူထုအနေနဲ့လည်းဒါဒီချိန်မှာခยีသွားတာတွေဘာတွေနဲ့ပတ်သက်ပြီးတော့မှလည်းစစ်ကောင်စီရဲ့ဆက်ဝန်းနဲ့ရှောင်လွှဲပြီးတော့မှသွားစီရင်တယ်ပေါ့နော်ဒါရှောင်လွှဲလို့မရဘူးဆိုလို့ရှိရင်လည်းကျွန်တော်တို့ လိုင်းကားလိုမျိုးကားလူအများကြီးပါတဲ့ကားပေါ့နော်အတူတူယောက်ချင်းမဟုတ်ဘဲနဲ့လူအများကြီးပါတဲ့ကားနဲ့သွားမှသာလေလုံုံမယ်ပေါ့အဲ့တော့အတယောက်ကိုလုံရင်တယောက်ကဓာတ်ပုံရိုက်မယ်တို့ဗီဒီယိုရိုက်မယ်တို့ဘာလို့ဆိုပြီးတော့မှလုံမယ်ဆိုလို့ရှိရင်တော့ရှစ်ကောင်စီကဂိတ်တွေကိုတော့ကောင်းကောင်းကြော်ဖြတ်လို့ရမယ်ပေါ့နော်မဟုတ်လို့ရှိရင်တော့နှစ်ယောက်စသုံးယောက်စသွားတဲ့ဟာတွေကဒါဟိုစစ်မှုတန်းရွယ်စုစစ်မှုတန်းပါမယ်ရွှေငွေဆိုရင်ရွှေငွေပါမယ်ပြီးလို့ရှိရင်ကျန်တဲ့ဟာတွေနဲ့ပတ်သက်ပြီးတော့မှရှစ်ကောင်စီကဒါအဆုံးထိနိုင်ငံအဆုံးထိရအောင်လုပ်တော့မှာ အဆုံးထိလောက်ပြီးတော့မှအာနာရအောင်ဒီဆောက်တော့မှအောက်ကကောင်းနေရလဲဘာမှမသိဘူးဂျိုးမင်းအောင်လိုက်ဂျိုးဆွဲရရှောက်ပြီးတော့မှပဲကမှာဟိုစောမြရာသာလင်းတို့ဘာတို့တို့အဲ့လိုမျိုးကျန်တဲ့အဲ့မှာသွားပြီးတော့ NC မှာသွားပြီးတော့ဘောသွားမနေတဲ့ဟာတတိုက်ကလည်း ြီးွားရင်တို့နေမိတွေတို့ပြန်လာအောင်မှာတို့ကလည်းလက်နက်ကင်အဖွဲစည်းတွေပဲဖြစ်တယ်ဗောနော်တို့တွေကလည်းဒီစစ်ကောင်စီနဲ့မထူးမခြားနာပဲဆိုတာလေးပြောနေတာဗောအဲ့တော့ပြည်သူလူထုအနေနဲ့ခီးသွားလာတာလည်းလုံလုံခြုံခြုံလေးဖြစ်အောင်လို့ကျွန်တော်လန်ခီးရဲ့အန်ရီကိုလည်းကျွန်တော်တို့လိလာစုံသန်းပြီးမှသွားကြပါလို့ဒါကျွန်တော်တို့ကထပ်ပြီးတော့မှမိတာရဟန်ခြင်းနေဗောနော်ဟုတ်ဟုတ်ဒါအခုကာလကလည်းကျွန်တော်တို့မြန်မာတနိုင်ငံတော့ကလည်းဒါခက်ပြက်နေတဲ့အနေထားဗောနော်ဘုံအဲ့ဒီမှာမှခုနစကိုင်းတိုင်းမုံရွာမှာဆိုလဲဒါ ဟိုညာပွဲသွားတယ်လို့ပြောတယ်ပွဲသွားရင်ကနေဒီမှာခုနပြုဟိုပါလူငယ်31ယောက်ဆိုရင်လည်းဒါဖန်းခံရတာပေါ့နော်အဲ့ဒီတော့ခင်မကောင်းတဲ့အချိန်ကြီးမှာခုနရှေ့ရလို့ပဲသွားတာလာတာအစဆင်ကျင်ဖို့တော့နောက်တစ်ခုကလက်ဝဲယတနာတွေဒါကို့မှာရှေ့ချောင်းဟိုမင်္ဂလာဆောင်သွားတာတို့ဒီလိုခုနလိုကထိန်သွားတာတို့အလှသွားတာတို့မှာဒါထောက်ပြပြီးဝတ်တာတွေရှိတယ်ပေါ့နော်မြန်မာနိုင်ငံတော်တော်များများအမျိုးသမီးတွေอ่ะအဲ့ဒါတွေကိုလည်း ကျွန်တော်တို့ကသတိထားစေချင်တယ်ပေါ့နော်နောက်တစ်ခုကတော့ဒါဘုံကဟိုဝန်တာဆရာတရင်ပေါ့ဒါရှင်းပြနေဟာခါဟာခါမျိုးမရဲစကန်ကိုဒါကျွန်တော်တော်လိုက်တက်ခွဲတွေရမနက်3နာရီပေါ့မနက်3နာရီဆိုတော့တကယ်အစောကြီးပေါ့နော်မနက်3နာရီအချိန်မှာအမျိုးမရဲစကန်ကိုဝင်စီးတယ်စီးပြီးတော့မှခုနအဲကျွန်တော်တို့ထောင်အကျဉ်းသားတွေပေါ့နော်အကျဉ်းသား15ရက်ကိုကဲတင်နိုင်ခဲ့တယ်ဆိုတော့အတိရတယ်ပေါ့နော်ရှေ့မှာလဲဒါဟို2024ဇူလိုင်လမှာဆိုလဲဒါ ဟို CDF နော် CDF ချင်းဖွဲ့ရပဲအကျဉ်းသား62ယောက်ပေါ့အကျဉ်းသား62ယောက်မှာဆိုရင်ဒါအမျိုးသား49ယောက်မျိုးသမီးဆိုရင်73ယောက်ပေါ့နော်ဒါ62ယောက်ကိုဒါဟိုကက်တင်နိုင်ခဲ့တယ်လို့သိရတယ်ပေါ့ဟုတ်ဟုတ်ဒါကဟိုကျွန်တော်တို့ကြီးလိုက်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့အတာမန်ဖြိုးဖြစ်ရှင် လေးပေါ့နော်ဖြူဖြစ်စင်လေးလိုပဲဒါဟိုတွေးလို့ရတယ်ပေါ့ဗျာဆိုတော့ online တက်ဖွဲ့တွေကရဲစခန်းကိုဝင်ပြီးတော့ပြင်လိုက်တယ်ပြင်ပြီးတော့မှရဲစခန်းထဲမှာရှိတယ်ကိုဒါ CDF ဟာခါကဒါတက်ဖွဲ့ဝင်3ဦးပေါ့နော်အ3ဦးရဲကျွန်တော်တို့ဒါ CN တွေကတက်ဖွဲ့ဝင်2ဦးစုပေါင်း5ဦးကိုတားပြီးတော့မှကဲထုတ်တယ်ကဲထုတ်ရင်းကနေပါနောက်ထပ်ဂျန်တဲ့အကျဉ်းသားတွေပါတွေးတဲ့ခါကျတော့အကုန်လုံးယုံခါပေးလိုက်တဲ့သဘောပေါ့နော်ယုံခါပေးတဲ့အကုန်လုံး ဖွင့်ဖွင့်ပေးလိုက်ပြီးတော့မှကျွန်တော်တို့ဒါ15ရောက်ကဲထုံနိုင်လိုက်တယ်ပေါ့နော်ဒါကတာမန်တည်င်းပေါ့နော်ကျွန်တော်တို့ဟိုဟာဖြစ်တဲ့ချင်းအဲ့ဒီကနေသူတို့သူတို့ပြန်ဆုတ်တဲ့အချိန်မှာပဲတခါထပ်ပြီးတော့လမ်းမှာထိတွေ့မှုတိုက်ပွဲတခါထပ်ဖြစ်တယ်ထပ်ဖြစ်လို့ကျွန်တော်တို့ဒါ CDF ဟာခါကအဲရဲဘော်တယောက်တော့ဒါမြင်းမြတ်စွာကြာဆုံးခဲ့တယ်ဗောနော်မြင်းမြတ်စွာကြာဆုံးခဲ့တယ်ဒီဖြစ်စဉ်လေးဖြစ်တယ်ဗောအဲ့တော့ဟာခါမှာကလက်ရှိဘလူးရှိနေလဲဆိုတော့ကျွန်တော်တို့ဒါချင်းပြည်နယ်ရဲ့ခိတဝင်းကြီးချုပ်လို့ပြောလို့ရတဲ့ ဒီဟိုဟာဘုံမူကြီးဒါနယ်လုံးဝင်းကြီးပေါ့နော်နယ်လုံးဝင်းကြီးနယ်လုံးဝင်းကြီးကအဲ့ဒီမှာရှိနေတာနယ်လုံးဝင်းကြီးအဲ့ဒီမှာရှိနေတဲ့အချိန်မှာတော့မှပဲဒါလုံညိုကြီးကဘယ်လောက်ထိပေါ်ရော့လဲဆိုတဲ့ဟာပေါ့နော်ပေါ်ပေါ်ရော့ရော့နေတဲ့ခါကျတော့ကျွန်တော်တို့ online တက်ဖွဲ့ရေတကယ် share ဝင်ပြီးတော့မှပြင်းလိုက်တာပေါ့ဒါမနေ့တေချာတိုင်ပင်းပြီးတော့မှကျွန်တော် night ်ဒါညတိုက်ပွဲဆင်နွှဲရတဲ့ဟာလည်းတော်တော်ဟိုဟာဖြစ်တယ်ပေါ့နော်တော်တော်ခက်ခက်ခဲခဲနိုင်တဲ့ဂျားတွေကနေပြီးတော့မှကျွန်တော်တို့ဒါစီရီးယားဟာခါအဖွဲ့တွေကကျွန်တော်သူ့လူကိုသူရအောင်ဘယ်လိုရအောင်ကယ်ထုတ်မလဲဆိုတော့တယောက်နဲ့တယောက်တော့ချစ်တဲ့စိတ်တယောက်နဲ့တယောက်တကယ်အသက်ပေးပြီးတော့မှကာကွယ်လိုတဲ့စိတ်ကတော်လိုင်းတက်ဖွဲ့တွေမှာဘယ်လောက်ထိရှိလဲဆိုတဲ့ဟာကအဲ့ဒီမှာပေါ်လွင်တယ်ပြီးရင်အဲ့ခိတဝင်းကြီးချုပ်အထိုင်ချနေတဲ့မြို့ အဲ့ဒီမှာရှိနေတဲ့အချိန်မှာဟိုဝင်ပြီးတော့တိုက်တာကအင်မတန်အားရတရားပေါ့နော်ပထမအချိန်မှာကျွန်တော်ပြောရတာဒါကတော့တာမန်လို့ထင်ရပေမဲ့လေကျွန်တော်တို့တယောက်နဲ့တယောက်နော်ကဲထုတ်ဖို့အတွက်ဘယ်လောက်ဒီရေစခန်းကိုတိုက်ဖို့ရည်ရွယ်ချက်မဟုတ်ဘူးကိုယ့်လူတွေကိုကဲထုတ်ဖို့ရည်ရွယ်ချက်နော်ကိုယ့်လူတွေကိုလည်းအသက်ပေးရတယ်ဆိုတော့စိတ်က မင်းတို့ချစ်ကောင်စီရောကောင်နေနမူနာယူသင့်တယ်လို့ပြောတာမင်းတို့သုံးမန်းနေဖမ်းမိတာတနိုင်ငံလုံးမှာတွေ့ကြည့်လို့ရှိရင်နိုင်တော်မနိုင်တော့ဘူးเนาะတန်းစီတယောက်နဲ့တယောက်ဒီလိုလက်တကန်းတန်းစီမယ်ဆိုရင်တော့ပဲဟိုပူတာဟိုကနေကောတောင်းတီတန်းစီလို့ရလောက်တဲ့လူရင်အားလောက်တော့ဖြစ်နေပြီเนาะတော်လိုင်းတက်ဖွဲ့တွေကဖမ်းမိတာရဟိုင်မှာဆိုလည်းအများကြီးကင်နီမှာအများကြီးကရင်မှာလည်းအများကြီးချင်းမှာလည်းအများကြီးအခုမှလက်ဗရန်မှာပဲကျွန်တော်မင်းညာအင်တာဗျူးရတဲ့ထဲမှာဆိုလက်ဗရန်မှာလည်းအများကြီးเนาะဖမ်းမိထားတာ တကယ်တချို့နေရာတွေမှာအများကြီးတွေပဲနော်ဖမ်းမိတာဒါတွေရောအလင်းဝင်တဲ့လူတွေရောကျွန်တော် CDN တွေရောစူပေါင်းမယ်ဆိုလို့ရှိရင်အဲ့တော့ထားလိုက်ဒါအလင်းဝင်တဲ့လူကထားလိုက်မင်းတို့ခြေကောင်စီအပေါ်မှာတစ္ဆာဖောက်ွားတာထားလိုက် CDN လောက်တာလည်းတစ္ဆာဖောက်ွားတာထားလိုက်တိုက်ပွဲတဲမှာမင်းတို့အတွက်တိုက်ခိုက်ရင်းနဲ့မင်းအွန်လိုင်းမင်းအတွက်တိုက်ခိုက်ရင်းနဲ့ဖမ်းမိသွားတာမင်းတော့ကယ်ဖို့အစီအစဉ်ရှိလား ရှိဖို့နေနေသာသာဘယ်နားမှာထားလို့ထားမှန်းတော့တိမှာမဟုတ်။ဟုတ်။ဒါတိအောင်လဲတော်လိုင်းတက်ဖို့ရမထားဘူး။နော်အဲ့တော့ချင်းချင်းလေးလေနဲ့ဘုံချင်းမှာကြောက်လို့လာတိုင်းမှာကြောက်လို့တော့မဟုတ်ဘူး။နော်လေလေရင်ကိုပြစ်စရာဘာမှမရှိသေးလို့နော်ငြိမ်ပြီးတော့ခံနေရတာ။အဲ့တော့ဆိုလိုချင်ရဆရာကြီးဟိုတယောက်နဲ့တယောက်ဘလောက်ထိချစ်ခင်မှုရှိလဲ။နော်။ဟုတ်။တယောက်နဲ့တယောက်ဘလောက်ထိအသက်ပေးပြီးတော့မှဆောင်ရွက်လိုစိတ်ရှိလဲဆိုတဲ့ဟာကကျွန်တော်တို့တော်လိုင်းတက်ဖို့တွေမှာ ပေါ်လွင်နေဆိုတဲ့ဟာလေးကိုပြောချင်တာပေါ့နော်ဟုတ်အဲ့တော့ကျွန်တော်ဒီနေ့ပြောကြတဲ့အထဲမှာတော့ဒါဟိုမေစုနဲ့ပတ်သက်ပြီးတော့လဲစိတ်မကောင်းစရာတည်င်းပေါ့နော်ဒါမေစုအခြေအနေကဟိုတစ်ခေါက်ကကျွန်တော်တို့ဟာဟိုနှလုံးအခြေအနေရဘလို့ဖြစ်တယ်ညာလို့ဖြစ်တယ်တည်င်းနေထွက်လာပေးမယ်လေကျွန်တော်တို့ရတိတိပပတည်င်းမတိရဘူးပေါ့နော်အဲ့တော့အဲဒီလောက်ဒီဟိုနိပညာထုံးကားနေတဲ့ခကြီးမှာနော်ချစ်ကောင်စီရကောင်တွေကို စဉ်းစားစီရင်တာဒီလောက်နီးပညာထုံးကားနေခကြီးမှာမင်းနဲ့မင်းအမေနဲ့နော်ငားရက်လောက်ဖုံးမရရင်တော့ဒါတာမန်ခကြီးသွားတာပဲထားလိုက်ဘောနော်ငားရက်လောက်ဖုံးမရရင်တော့မင်းတို့ဘလို့ခံစားရမလဲအဲ့တော့ငားနှစ်လောက်လုံးဝအဆက်အသွယ်မရတဲ့တားတယောက်အနေနဲ့ဘလို့ပူပန်နေမလဲဆိုတာကိုမင်းတို့စဉ်းစားသင့်တယ်ဆိုတဲ့ဟာပြောလှုပ်ပေးဖို့မပေးဖို့လောက်ထိတော့မဆိုလိုဘူးအဆက်အသွယ်ပေးတင်တယ်ဆက်သွယ်မှုပေးတင်တယ်ဆိုတဲ့ဟာလေးကိုတော့ ဒါမင်းတို့ဘယ်လောက်ဒီဝစ်လိုက်မလဲဆိုတဲ့အခြေပိုင်းမှာလည်းပြောခဲ့ပြီးပါပြီပေါ့နော်ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့လည်းတကယ်စိတ်မကောင်းဖြစ်ရပါတယ်ပေါ့နော်နောက်တစ်ခုကတော့ကျွန်တော်တို့ဒါ passport အာဘယ်လိုလုပ်ညာလိုလုပ်ပွဲသားကတော့ထုံးတယ်နိုင်ပွဲသားတော်ကီပဲပေါ့ပြောပြီးွားတာနဲ့ကျွန်တော်တို့ထိုင်းကိုအစုလိုက်ပြုံလိုက်တက်လာတဲ့လူတွေခဏခဏအဖမ်းခံရတဲ့တရင်တွေလည်းတွေ့နေတာဖြစ်တဲ့အတွက်ဒီလိုမျိုးမတက်ပါနဲ့တူတယောက်စားနှစ်ယောက်စားကိုယ့်ဘက်ကို ကိုယ့်ရဲ့အသည့်နဲ့တခြားချိတ်ဆက်ပြီးတော့မှခိုင်ခိုင်မာမာလေးသွားစီကျင်တယ်ဆိုတာလေးလည်းကျွန်တော်တို့ကထပ်ပြီးတော့မှအကြံပြုကျင်တယ်ပေါ့နော်နောက်တစ်ခုကတော့ဒါကမ်ဘလူဘက်မှာဖြစ်သွားတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့လည်းခီးသွားတာလည်းကျွန်တော်တို့မလိုရင်ခီးမသွားဘူးပေါ့နော်ဒီချိန်မှာအလူတန်းတွေပွဲလန်းသဘင်တွေဒိုင်းနဲ့ပတ်သက်ပြီးတော့လည်းနော်ကျွန်တော်တို့တကြံမလဲရလို့ဘယ်နှစ်နှစ်မလဲရမှာတော့ဟိုဒီတစ်နှစ်ပေါင်းမှာကျွန်တော်တို့မလဲရတာ၅နှစ်ပဲရှိအောင်မယ်တကြံ၅နှစ်လေးမလဲရတာဘဝကြီးမဟုတ်ပါဘူး เนาะဘွားကြီးမဟုတ်ပါဘူးအဲ့တော့ကျွန်တော်တို့ခြေကောင်စီအောက်ကနေပြီးမှလွမြောက်အောင်လုံနိုင်မှသာလင်ကျွန်တော်တို့ရဲ့ဘဝကတကယ်အဲ့ဒီနောက်ကြလို့ရှိရင်တကြံနေမဟုတ်ကြိုက်24နာရီလမ်းပေါ်ထွက်နေလဲရတယ်ဘာမှမပြောဘူးဘောเนาะ24နာရီလှူနေလဲရတယ်เนาะ24နာရီဘားသွားနေလဲရတယ်24နာရီကလပ်သွားခြင်းလဲရတယ်ဘောเนาะအဲဒီချိန်မှာကျွန်တော်တို့ဒီအကြောင်းအရာတွေလဲစင်ញင်စင်ញင်စေခြင်းနဲ့ဆိုတဲ့ဟာလေးပြောခြင်းတာဘောကျွန်တော်နောက်ဆုံးပြောခဲ့တာတော့တကယ်ဟာခါက ဒါ CDF ဟာဟာဖွဲ့တွေရဲ့ဒါအောင်မြင်မှုတယောက်နဲ့တယောက်ဘယ်လောက်ထိအသက်ပေးဆောင်ရွက်လိုတဲ့စိတ်ဓာတ်တွေရှိလဲဆိုတဲ့ဟာကဒီဟာဟာမျိုးမရဲစခန်းဝင်တိုက်တဲ့ဖြစ်စဉ်လေးနဲ့ပတ်သက်ပြီးတော့တိတာထင်ရှားနေပါတယ်ဆိုတော့ပြောကြရင်လည်းကျွန်တော်ဇာကဝိုင်းလေးကိုညီကုန်းချုပ်ပါတယ်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်